1885ခုဒီဇင်ဘာ1ရက်အင်္ဂါနေ့တီဘောပြင်းလက်လက်ချအညက်ခံခြင်းရန်ကုန်နိုဝင်ဘာ30မြန်မာတို့ကအကျိတ်အနေခုခံတိုက်ခိုက်သည်ကို ထိုးဖောက်၍ဗိုလ်ချုပ်ပရင်တာကအီတပ်ပေါင်းစုသည်မန္တလေးသို့လှည့်မြန်စွာချိကက်လာရာကမြန်မာပြည်ဘရင်တီဘောသည်စိုးရင်ထိလန့်လာပြီးလင်အိန္ဒိယအစိုးရနှင့် မြန်မာပြည်တို့၏မပြေမလည်ကိစ္စရပ်များကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်စီခြင်းငှာစစ်ပြေငင်းခွင့်ပေးပါယင်တမန်တဦးကိုလွှတ်၍ဗိုလ်ချုပ်ပရင်တာကတ်ထံတောင်းပန်လာသည်ဗိုလ်ချုပ်ပရင်တာကတ်ကမြန်မာစစ်တပ်လက်နက်ချ၍မန္တလေးမြို့ကို အမအငင်းပွားခဲ့သည့်ကိစ္စကိုဆွေးနွေးနိုင်မည်ဟုစကားပြန်လိုက်သည်ဤတောင်းဆိုချက်ကိုတီဘောဘရင်ကသဘောတူလိုက်လျော၍အင်းဝခံတန်းနှင့် အမြောက်28လက်တို့ကို ပြစ်တရှာတို့အားပေးအပ်လိုက်လေပြီပြစ်တရှာတို့သည် ထိုခံတပ်တွင် အဆောင်တပ်များချထားခဲ့၍မန္တလေးသို့28ရက်နေ့ကချစ်တက်သွားကြပြီပြီဤတည်နေ၌ဗိုလ်ချုပ်ပရင်တာကကမြန်မာစစ်တပ်လက်နက်ချ၍မန္တလေးမြို့ကိုအမှတ်အငင်းပွားခဲ့သည့်ကိစ္စကိုဆွေးနွေးနိုင်မည်ဟုစကားပိုက်သည့်ဆိုခဲ့ပြီးသောဗိုလ်ချုပ်ပရင်တာကဤမှတ်တမ်းနှင့် လုံးဝအတိတ်ပဲလွဲသည်ဗိုလ်ချုပ်ပြင်တာကမှတ်တမ်း၏အတိတ်ပင်မှာမြမာတို့၏စစ်ဆက်ရေးကို လုံးဝပယ်ချပြီးလက်နက်ချဖို့သာရာစံပြီးတောင်းဆိုခြင်းသာဖြစ်သည်ဤသတင်းစာပါစာပိုင်း၏အတိတ်ပင်မှာလက်နက်ချမြို့တော်အပ်ကမြမာအစိုးရနှင့်အခြေအလဲဆွေးနွေးမည်ဟုအတိအလင်းဆိုထားသည်ထို့ကြောင့်ကင်းဝင်မင်းကြီးတို့ကလက်နက်ချမြို့တော်အပ်လင်း ညှော်လင့်ထားသည့်အတိုင်းစစ်ပြေငိမ့်စာချုပ်ရန်အခြားလူလားချက်များဆွေးနွေးရန်အခွင့်ရမည်ဟု ယူဆနိုင်ပေသည်ညှော်လင့်ချက်ပြီးပြီးလက်ပတ်ချင်းဖြစ်သည့်ကင်းဝင်မင်းကြီးများရသောပြန်ကြားချက်သည်ဗိုလ်ချုပ်ပရင်တာကဲ့၏မှတ်တမ်းပါအတိုင်းမဟုတ်ဘဲဤတည်င်းစာပါ အတိုင်းသာဖြစ်ရပင်မည်ထို့ကြောင့်ညှော်လင့်ချက်ကြီးစွာဖြင့်အလင်းအမြန်လက်နက်ချရန် စီစဉ်ခြင်းဖြစ်ပေသည် သို့မဟုတ်ပါက အလင်းအမြန်လက်နဲ့ချရန်စီခိုင်းမည်မဟုတ်ပေထို့ပြင်မင်းပြပရာတို့ဤရှောင်းတင်း၍တနီးတဖုံလှုပ်ကြံရန်အစီအစဉ်ကိုလည်းတားမြစ်လိမ့်မည်မဟုတ်ပေအင်္ဂလိပ်စစ်တပ်ကြီးနှင့်အတူညောင်ရဲမင်းသားပါလာသည် ဟုသောသတင်းပြန့်နှံ့လျက်ရှိကြောင်းဆက်လက် မင်ကြားတော်မူသည်ညောင်ရဲမင်းသားပါလာတဲ့ဆိုတဲ့သတင်းဟာ အင်္ဂလိပ်ပြည်မရောက်ခင်ကပဲကြားနေရတယ်ဘာတန်းဆိုတာ တလိုင်းလူမျိုးအသားဖြူဖြူရုပ်ချောချောအောင်နိုင်ခံက သူတို့အမှုတန်းတယောက်ပဲစစ်သမောတွေနောက်ကသမောခန့်ငယ်ငယ်ဥကန်းကပါလာတယ်တီဘောမင်းစီးတဲ့မြင်သူရတယ်မြင်းစီးသွားတာမြင်ဘူးတယ်ဤဖြစ်ရများကိုသူတို့ဤမှတ်တမ်းများ၌မတွေ့မြင်နိုင်ပြီအကြောင်းက သူတို့ဤမှတ်တမ်းများသည် သူတို့အတွက်ရေးသောမှတ်တမ်းများသာဖြစ်သောကြောင့်ဒီသို့သော တီဘောမင်းနှင့်နယူးယောက်တိုင်းသတင်းစာစာအုပ်၌တီဘောဘရင်၏မိုင်မဲမှုခေါင်းစဉ်ဖြင့်1885ခုအောက်တိုဘာလ22ရက်နေ့စွဲပါသတင်းတပုတ်ဖတ်ရသည်ထိုသတင်း၌အောက်ပါအတိုင်းဖော်ပြထား၏စစ်သည်မော်တိုင်ဂရစ်ကိုအီယာဝရီတွင်စစ်ပွဲဝင်ရန်ကလာကတာ၌အမြောက်ကြီးနှစ်လက်ဆက်တနက်၄လက်နှင့်တက်ဆင်ပြီးပြီဖြစ်၍ အခြားအမြောက်တင်တမုံများကိုလည်းရန်ကုန်သို့ထွက်ခွာရန်အမိန့်ထုတ်ပေးမည်ဖြစ်သည် ရန်ကုန်မှ မြေကြောင်းတစ်လျှောက်စစ်ချီတက်ကြပေလိမ့်မည်အစိုးရသည် နှစ်စီသောစစ်တီများကိုပင် ထွက်ခွင့်မပေးဘဲအလိုလိုမြင်မြင်ဆိုင်းထားသည်တို့ရတွင်စစ်တီတတောင်းကို ကောင်းစွာ အသုံးပြုပါကမန္တလေးသို့ရောက်ရှိပြီးတီဘောပြင်ကိုနမ်းချပြည့်ရန်လုံလောက်နိုင်ပေလိမ့်မည် ရှေးတန်းချီစစ်တပ်တွင်တီဘောအစာနန်းတင်ရန်၎င်း၏နောင်တော်ဝင်ခွေညောင်အုပ်ကိုကာလာကတားမှခေါ်ဆောင်သွားကောင်းသွားပြီလိမ့်မည်၎င်း၏မှုမှန်များသည့်အကယ်၍သာရူရူသားသားအကြံဉာဏ်ပေးဝင်ကြပါက၎င်းတို့၏ခေါင်းမာသော အရှင်သခင်ကိုရာဇပလင်ထိနှံလက်လွတ်မည်အစအနေငယ်လိုက်လျောပေးလိုက်ရန်ရှောက်ထားကြပြီလိမ့်မည် အင်္ဂလိပ်များစစ်ချီတက်လာသည်ကိုတွေ့မြင်ရသောအခါတီဘောကိုတိုင်ပင်အလျှော့ပေးကောင်းပေးပေလိမ့်မည်တို့ရတွင် လောလောဆယ်မှမူတီဘောသည် ရုတ်တရက်စိတ်ချမ်းပေါက်လာကလက်လန်းမိသည်။နိုင်ငံသားသားအားလုံးအားတက်ဖြက်ပြစ်လိုက်မည်ကိုစိုးရိမ်နေကြရပင်သည်ဤတည်င်းစာပါတည်င်းများကိုထောက်ဆကမြမာတို့လူလာသောညောင်ရမ်းမင်းသားမဟုတ်စီကမူ ညောင်ဦးမင်းသားကိုခေါ်သွားရင်အစီအစဉ်ရှိခဲ့ပြီဖြစ်ကြောင်းသိရပြီးသည်နောက်မှအထူးအစီအစဉ်ကိုဖျက်ကဗာတန်းကိုအကြံတမျိုးဖြင့်ခေါ်ခဲ့ခြင်းဖြစ်ပေလိမ့်မည်သူတို့ကစစ်တိုက်တယ်သာဆိုတာလူတွေမှာတော့ကြောက်သေးတာကိုမတီးဘဲနဲ့ရတဲ့ညကြံကြတာပေါ့အဲ့ဒီစစ်ပွဲကြီးတုန်းကမတီးရပါဘူးနောက်တဘုံနဲ့ကြာမှအထီးကျကြတာ1249ခု တစောင်မိုးလာပြီကျော်6ရက်29ရက်ဆယ်လ1885နှစ်လက်နက် ရုပ်သိမ်းစီဟုလွှတ်တော်ကကျင်းနှံဖြင့်အလင်းအမြန်ဆင့်ဆူထုတ်ပြန်သည်သို့သောရန်သူတို့သည်ညီမာတို့မျှော်လင့်သလိုအင်းဝတွင်ရက်တက်မနေပဲအင်းဝခံတက်စကိုင်းခံတက်တပြည်တန်းခံတက်တို့မှလက်နက်တွေသိမ်းပြီး6ရက်နေ့တွင် သူတို့ရည်ရွယ်ချက်အတိုင်းမန္တလေးသို့ဆန်တက်လာကြတော့သည် အင်္ဂလိပ်တွေဆန်တက်လာကြပြီးရှင်မျိုးတော်အနီရောက်လာပြီးဟုကြားရသောအခါကင်းဝင်မင်းကြီးသည် သူတို့ပြန်ကြတဲ့အတိုင်းစကားမှတည်ပါမည်လို့ဟုရဒမေးနိုင်အောင်ရှိနေ၏ယဉ်ကျေးသောတိုင်းကြီးပြည်ကြီးသားပြီးပြီးဂတိတည်တံကောင်းပါရဲ့ဟု အာတင်းဖြည့်ဖြောက်ရင်းမရေရာသောအနာဂတ်ကာလကိုစောင့်ကြိုနေမိ၏နနက်စင်နာ၏အချိန်တွင်ရှင်မျိုးတော်ဂောဝင်စိတ်ကန်းတို့အင်္ဂလိပ်သမောများကပ်မိပြီးဟု ြားလင်ကြားရခြင်းညောင်ရန်ကိုတော်ဤကံပါတလို့ဟုစုံစမ်းရန်စာရေးတော်ကြီးကိုလွတ်လိုက်၏ကင်းဝင်မင်းကြီးကစာရေးတော်ကြီးကိုညောင်ရန်ပါမပါစုံစမ်းဖို့လွတ်လိုက်တယ်အင်္ဂလိပ်ကစာရေးတော်ကြီးကိုဖမ်းပြီးချုပ်ထားလိုက်တယ်ထို့ကြောင့်ကင်းဝင်မင်းကြီးထံမှလွတ်လိုက်သောစာရေးတော်ကြီးကပေါ်မလာပေါ်လာတီမာကကျုပ်တို့မန္တလေးရောက်လာပြီးတင်ကိုယ်တိုင်တီဘောမင်းကိုခေါ်၍ စစ်တေနာပြိကျုပ်ထံလာတွေ့ပါမွန်းတဲ့တိတိုင် မလာမရောက်ပါက တပ်ပေါင်းစုကကုန်းမော်တက်၍တောင်းဆိုချက်ရသည့်တိုင်အောင် ဆောင်ရွက်မည်ဟုသည့်အကြောင်းကြားချက်ဖြစ်သည့်တိုင်းကြီးပြည်ကြီးသားမပီလင်ညာကြလီပြည်ကိုအတို့ရှိစီအနာခံပြီးမှတိုင်းပြည်ဆုံးရသည့်တဲ့အသားတကြီးအဆုံးရှုံးခံရသည့်ကတော်ပြီသည်ခုချိန်တွင် အပြစ်တင်ကြမည်ဖြစ်တော်လဲနောက်တစ်ချိန်တော့ကျေးဇူးတင်ကြပါလိမ့်မည်ဟုဖြစ်သိရတော်၏ဤတို့ပင်ဖြစ်စီဥကောင်းလေတို့မံမျိုးပြုတ်ဟုသောတမိုင်းမတန်းကကြံရစ်နေသည်ပင်ဖြစ်သည် ထို့ပြင်ဥကောင်းကလင်းလေလှဲ့ပြားကကိုအရှင်သခင်ကိုထုတ်ပေးလိုက်သည်ဖြင့်မံမျိုးကြီးပျက်စီးရသည်ဟု၍၎င်းအင်္ဂလိပ်တို့ကမြမဘရင်အစိုးရဝန်ကြီးမြင့်ကြီးဥကောင်းကို လင်းညာကမြန်မာပြည်ကို ဖန်စီ ခေါ်ထုတ်သွားသဖြင့်မန်းမြူကြီးပြည့်စည်ရသည်ဟု၍လည်းကောင်းနောင်လာနောက်သားတို့ အတိတ်ပင်ဖွင့်ဆိုကြိုက်တယ်လို့ယူဆနိုင်ကွင်းလေရရှိသွားကြပြီသည်စင်စစ်ဥကောင်းကလင်းလေလှဲ့ပြားကကိုအရှင်သခင်ကို ထုတ်ပေးလိုက်သည်ဖြစ်စေဥကောင်းကိုအင်္ဂလိပ်တို့ကလင်းညာကမြန်မာပြည်ကိုဖန်စီခေါ်ထုတ်သွားသည်ဖြစ်စေကိုတီကိုနာကိုချန်ငန်းနဲ့၎င်း ကိုလူမျိုးကိုအရှင်ကိုသခင်နဲ့၎င်းနေထိုင်လာခဲ့ကြရမှာကလပ်ရှူကိုသခင်လို့၍မြမယာဇဝင်တမိုင်းတထုတ်ဆမ်းမြုပ်ခေယာတိနှစ်ကဥကောင်းလိန်ထုတ်1249ခုနှစ်ဖြစ်ပေသည်